Hello. Hello, hello. နှောင်းလိုင်းကျတော့လို့ပါအဲ့တော့ပြန်ဆလိုက်အောင် Hello Slow College ဖြစ်နေတယ်ဆိုတော့ live တိတ်မလွှင့်လာကြတော့ line ကလည်းမကောင်းတော့ဘူး အလုံးမင်္ဂလာပါအဲ့တော့ကျွန်တော်ခုနပြောနေနေကုန်တော့လမ်းအပြုတ်ကြပါလို့ပါအဲ့တော့ခုပြန်တက်လာပါပြီအဲ့တော့ခဏလေးစောင့်နေအောင်နော်အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ဒီနေ့ပြောနေတဲ့အကြောင်းအရာကခုနကမပြောနေအကြောင်းအချက်သုံးချက်တော့ပြီးသွားပြီပေါ့နော်အဓိကဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကတော့အာသုံးရအတွင်းမှာပေါ့နော်ကိုလုံငန်း လူသိအောင်လို့ဘလိုနည်းလမ်းနေနဲ့ online ပေါ်မှာလုပ်လို့ရအောင်လဲဆိုတာလေးကိုကျွန်တော် share လုပ်နေရဖြစ်ပါတယ်ပြောနေနေအဲဘာမှမကောင်းကြောက်ပါအဲ့တော့ပထမဆုံးကျွန်တော်ပြန်ပြီးတော့ပေါ့နော်အဲတစ်ခါနေပြန်ပြောကြည့်မယ်ပေါ့နော်ကျွန်တော်တို့ဟိုအရင်ဆုံးမပြောခင်မှာပေါ့နော် line လဲကြာသွားတဲ့အခါကျတော့ဒီမှာတချို့တွေက live လောက်တော့မသိတော့အဲ့ပြန်ပြီးတော့ share ပေးကြပါဦးအဲ့ group တွေကိုပဲ share တာပဲဖြစ်ဖြစ်လုပ်ငန်းနဲ့သက်ဆိုင်တဲ့နေရာတွေကို share ပေးတာပဲဖြစ်ဖြစ်လုပ်ပေးပါဦး ဒီကျွန်တော်ပြောမယ့်အကြောင်းအရာကလည်းဒီကကြည့်နေတဲ့သူတွေ online ပေါ်မှာလုပ်ငန်းလုပ်နေတဲ့သူတွေအတွက်အသေးစားပေါ့အသုံးဝင်မယ့်အကြောင်းအရာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဟိုကျွန်တော်ရေးထားသလိုပဲသုံးလတွေမှာကိုယ့်လုပ်ငန်း online ပေါ်မှာလူသိဖို့အတွက်ဆိုလို့ရှိရင်လုပ်လို့ရနေလား၁၀ခုရှိတယ်အဲဆယ်ခုထပ်မကတော့ရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော် is ဒီနေ့တော့အချက်၁၀ချက်ကိုကျွန်တော် share လုပ်မှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးတစ်ချက်ကတော့ကျွန်တော်ခုနကတော့အသေးစိတ်ရှင်းပြထားတယ်ပေါ့နော်အဲ့တော့ပြန်ပြောမယ်ဆိုရင်ကျွန်တော်တို့အားလုံးက online ပေါ်ကိုတက်လာပြီဆိုရင် professional ဆန်းမှုသိရေးကြည့်ပါတယ်အဲ့တော့ professional ဆန်းတဲ့ profile တစ်ခုကျွန်တော်ဒီဆောက်ဖို့လိုပါတယ်အဲ့တော့ကျွန်တော်ရဲ့ page တွေမှာဆိုရင် logo တွေ cover တွေပြီးရင်ကျွန်တော်ရဲ့ business တွေတခြားဖြည့်ထားဖို့လိုတယ် email တွေနော် business email တွေလုပ်ထားဖို့လိုတယ်အဲ့နောက်ပြီးရင်ကျွန်တော်တို့ရဲ့ hotline တွေစသဖြင့်ပေါ့နော်ဒါတွေကတော့ဟိုအရင်ဆုံးကျွန်တော်က professional ဆန်းဆန်းဒီဆောက်ထားဖို့လိုတယ်ပေါ့ဆိုတော့ဟိုကျွန်တော်ကိုယ်တိုင်လည်းပဲစဉ်းစားကြည့်မယ်ပစ္စည်းတစ်ခုဝယ်ရောက်မယ်ဆိုရင်ဟို professional မဆန်တဲ့ page တွေ ယုံကြည်စိတ်ချလို့မရတဲ့ page တွေကလည်းကျွန်တော်တို့ကဈေးဝယ်နေမရှိဘူး။အဲ့တော့ကျွန်တော်တို့ကကိုကိုရိုင်းကမှမအိမ်မဲဖြစ်ဖြစ်ဗျာ၊ကားပဲဖြစ်ဖြစ်ဗျာ။တခြားသော product တွေပဲဖြစ်ဖြစ်ပေါ့နော်။တန်ဖိုးကြီးတွေပို့ပြီး professional ဆန်ရတယ်ပဲ။အဲ့တော့ဒါကြောင့်လဲဆိုတော့ဟိုဝင်ကြည့်လိုက်တဲ့အခါမှာပြောင်းတော့လေရှောက်တင်ထားတယ်။အာဘယ်လိုပြောမလဲ။တိတ်ပြီးတော့ပေါ့နော်။ယုံကြည်စိတ်ချမှုမရှိဘူးဆိုရင်ကျွန်တော်တို့ကသိမဝယ်ကြအောင်။ဒါများသောအဖြစ်ကအဲ့လိုရှိ။အဲ့တော့ဆိုတော့အရင်ဆုံးကျွန်တော်တို့ online မှာတက်လာပြီဆိုရင်ကိုယ့်ရဲ့ profile professional ဆန်းဆန်းလေးတိစောက်ထားဖို့လိုတယ်။ဘယ်လုပ်ငန်းမဆိုနော်ဘယ်လုပ်ငန်းမဆိုအဲကျွန်တော်ခုနကဥပမာပေးတဲ့ဟိုဒီကားတော့အိမ်တော့မဟုတ်ပါဘူး။တခြားသော online shop တွေလည်းဒီလိုပဲ။နော်ဝင်ကြည့်လိုက်ရင်တစ်သက်ရက်လေးနဲ့ဝယ်ခြင်းစရာကောင်းရမယ်။ဟိုစားရလုပ်ငန်းတွေဆိုလို့ရှိရင်လည်းကိုလုပ်ငန်းအနှံ့ခြင်းစရာကောင်းရမယ်။အဲ့လိုဖြစ်ဖို့အရင်ဆုံးစူးစမ်းဖို့လိုတယ်။ဒါနံပါတ်1အဆင့်ဖြစ်တယ်။အဲ့တော့ပေးမှနံပါတ်1အဆင့်ကဘာတားလဲဆိုတော့ဒီပေါ်မှာကျွန်တော်တို့ content တွေတင်တဲ့အခါမှာဒီ strategy တစ်ခြားနဲ့ strategy တစ်ခြားတင်နိုင်မှုလိုတယ်။အမြဲတမ်း ဟိုရောင်းနေပဲတင်လို့လည်းမရဘူးဟိုမရောင်းလို့လည်းပြောလို့မရဘူးเนาะအဲ့တော့ strategy ကလေးတင်တယ်ဘုရားအဲ့မှာ strategy ချဖို့ဆိုရင်အခြေခံချက်ကတော့ content plan လေးလုပ်နေရတယ်။မတပတ်စာဘာတွေတင်မှာလဲတရက်မှာ၃ခုတင်နေဆိုလို့ရှိရင်လည်းမနေ့နေ့လည်းညဘာတွေတင်မှာလဲဒါတွေကိုကျွန်တော်တို့ကအချမ်းမြန်အဖြစ်တွက်ချက်ထားဖို့လိုတယ်။အဲ့တော့အခုခေတ်ကာလရဆိုလို့ရှိရင်တနေ့၃ခုလောက်တင်နေမှာ kait ။ဒါမျိုးပေါ့နော်။အဲ့တော့အဲ့တော့ plan နဲ့ဘယ်လိုလုပ်မလဲ။တနေ့အဖြစ်ခုနကပြောသလိုကျွန်တော် အစ်စမေခုနပေးနေတာဆိုရင်ဒါ MRD 4ပါလို့ပေါ့နော်အဲသူတို့ဥပမာပြောတာနော်ဥပမာအဲသူတို့ဆိုလို့ရှိရင်ဒါ entertainment channel တွေဖြစ်တဲ့အတွက်သူတို့ရဲ့ကြော်ညာတွေကိုအမြဲတမ်းတောက်ရှောက်မပြတ်အောင်အနာနိမ့်မြန်လေးပြလိုက်ကြော်ညာပြလိုက်ဇလန်းလေးပြလိုက်ကြော်ညာပြလိုက်အချင်းလေးဆိုလိုက်ကြော်ညာပြလိုက်လို့သွားတာအဲ့လိုပဲကျွန်တော်တို့ရဲ့ Facebook page တွေမှာလည်းအမြဲတမ်းကြော်ညာနေလို့မရအောင်လူတွေက annoying ဖြစ်တယ်ကြီးမွေးလို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီသတင်းအပြည့်အဲ့လိုမျိုးလေးဒီဟို entertainment channel တွေဥပမာယူပြီးတော့ကျွန်တော်တို့ page မှာဟိုအဲ့လိုမျိုးပုံစံသွားတဲ့ နော် knowledge channel လေးတင်လိုက် sales လေးလုပ်လိုက်အပြီးရင် campaign လေးလုပ်လိုက် sales လေးလုပ်လိုက် video လေးတင်လိုက် sales လေးအဒါမျိုးလေးနဲ့သွားရင်လူတွေကဟိုလက်ခံလို့ရအငြင်းငြင်းရောင်းနေရမဟုတ်တဲ့အတွက်သူတို့စိတ်ထဲမှာဟိုဘယ်လိုပြောမလဲ online မဖြစ်တော့ဘူးပေါ့နော်ဒါမျိုးတစ်ခုရှိတယ်အဲအဲ့တော့ strategy နဲ့ပတ်သက်ပြီးတော့ခုနအသေးစိတ်ရှင်းပြထားတယ်ဒါမှကျွန်တော်ထပ်မပြောတော့ဘူးပေါ့နော်နောက်တစ်ခုကအခု content တွေ planning နဲ့သွားနိုင်ပြီဒီအဆင့်ကိုကျွန်တော်ရောက်ပြီးသွားပြီဆိုရင်နောက်တစ်ဆင့်က social media channel တွေထပ်ချဲ့ဖို့လိုတယ်အဲ့တော့အဲ့ဒါကိုကျွန်တော် post in area ချဲ့ထွင်တယ်လို့သုံးတယ် ရင်ကကျွန်တော်က new fee မှာပဲတင်တယ် mind day မှာလည်းတင်ပါနောက်ပြီးရင် personal account မှာလည်းတင်ပါပြီးရင်ကျွန်တော်တို့ group မှာလည်းတင်ပါ group မှာလည်း share ပါအဲပြီးရင်တခြားသော channel တွေမှာလည်းတင်ပါဒီလိုတင်နေတာဟာကျွန်တော်တနည်းအားဖြင့်ပတ်စံမကုန်အဲဒါမဲ့အဲ့လိုမျိုးတင်ခြင်းအားဖြင့်ကိုယ့်လုံလောက်လူတွေပုံပြီးသိလာနိုင်အဲဒါမဲ့ကိုယ်နေရာယူတဲ့ channel တွေကကိုယ်နဲ့ relevant ဖြစ်တဲ့ channel တွေဖြစ်ပေါ်လို့တယ်ကျွန်တော်ခုနကဥပမာပေးသလိုပေါ့ဟို break ရပစ္စည်းတွေကို Instagram မှာသွားဖြန့်လို့ရမင်းအောင်အဲဥပမာ ကိုက YouTube နဲ့ဘာမှမသက်ဆိုင်တဲ့အကြောင်းအရာဆိုရင်လည်းတွားပြီးတော့မ online shop ရောင်းနေပဲ YouTube ကြီးတွားထောင်လာလို့လည်းမရဘူး။အဲ့တော့ကိုနဲ့ live ဖက်တဲ့ TikTok, Telegram တို့ Viber ဒါမျိုးလုပ်တာ။အဲဒါမျိုးပြောချင်တာဖြစ်တယ်။ကိုနဲ့ relevant ဖြစ်တဲ့ channel တွေများများထောင်လာပါ။အဒီပေါ်မှာကျွန်တော်တို့က sharing လုပ်ပြီးတော့ကိုယ့်ရဲ့ posting area ကို share တင်ပြီးတော့ကိုယ့်လုပ်ငန်းလူပိုသိအောင်လုပ်ဖို့လိုတယ်။အဲ့တော့ခုနကပြောခဲ့တာနဲ့ပြန်ပြန်ဆက်ရမယ်ဆိုရင်၃လတိုင်းမှာလူသိအောင်လုပ်ဖို့ဆိုရင်ဒါတွေကအခြေခံကြတဲ့အချက်တွေ။နော်အဲ့တော့ ိုတနည်းအားဖြင့်ဒါအချက်၃ချက်ရှိပေါ့အဲ့တော့ပြီးရင်ကျွန်တော်ခုနပြောခဲ့တယ်နည်းနည်းပြန်ပြီးတော့ပြန်ကောက်ပေးမယ်ပေါ့နော်ကျွန်တော်ကလုပ်ငန်းတစ်ခုစပြီဆိုရင်အရင်ဆုံး၃လပလန်ဆွဲလိုက်၃လတည်းမှာလူတိအောင်လုပ်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်ပြီးရင်၃လနဲ့၆လတည်းမှာဆိုလို့ရှိရင်ကျွန်တော်တနည်းအားဖြင့်လူတွေဝယ်အောင်လုပ်မယ်ဆိုတဲ့ပုံစံမျိုးတွေတွားဖို့လိုတယ်အဲ၆လနဲ့တစ်နှစ်တည်းမှာတော့အမြတ်ရအောင်လုပ်မယ်ဆိုတဲ့ဓာတ်ကံမျိုးတွေမှန်းထားဖို့လိုတယ်မစားလာကလေးကငါတို့၃လတည်းမှာအမျက်တွေရရမယ်ဆိုတာမျိုးတော့အတွေးထားလို့မရအောင်တော့ဆိုတော့အဲ့ဒါလေးသိဖို့လိုတယ်။အဲ့တော့ကျွန်တော်အခု lossless ပြောနေတာကလူသိအောင်လုပ်တဲ့အစဉ်လေးကိုပြောနေရင်ဖြစ်ပါတယ်နော်။ โอเค channel တွေဖွင့်ပြီးသွားပြီဆိုရင်ကျွန်တော်ကနောက်ထပ် own group တွေဖွင့်ရမယ်ကိုယ်ပိုင် group တွေအဲ့တော့ group တွေရဲ့ဝိသေသလက္ခဏာကတနည်းအားဖြင့်စိတ်ဝင်စားတဲ့သူကိုစုဆောင်းတာဖြစ်တယ် magnet theory လို့ပဲဆိုတော့က group တစ်ခုပေါ့နော်ဥပမာကျွန်တော်တို့က online shopping လုပ်တယ်ဆိုရင် online shopping စိတ်ဝင်စားသူများစုဝေးရအဲဒါမျိုး group တွေတခုဖန်တီးထားလိုက်မယ်ဆိုရင် group name ကိုကြည့်ကြတယ်လာပြီး join တဲ့သူတွေက online shop စိတ်ဝင်စားတဲ့သူတွေ online shop လုပ်ချင်တဲ့သူတွေဥပမာဖုန်းနဲ့ပတ်သက်ပြီးဆိုင်ဖွင့်ထားရဆိုရင်လည်းအာဖုန်း ဝယ်လို့သူများစုဝေးရနော်အဲ့ဖုန်း knowledge ရလို့သူများစုဝေးရစသဖြင့်အဲ့လိုမျိုး group လေးတွေကိုဖွင့်ထားခြင်းအဖြစ်အဲ leap လို့ခေါ်တဲ့စိတ်ဝင်စားသူတွေကိုစုဆောင်းမိတာဖြစ်တယ်အဲ့ဒီကနေတစင်ကျွန်တော်တို့ကစိတ်ဖြစ်အောင်ကိုသည် post တင်တာပဲဖြစ်ဖြစ် campaign တွေလုပ်တာပဲဖြစ်ဖြစ်အများကြီးဆက်သွားလို့ရတယ်အဲ့တော့ group တွေကိုလည်း show တက်ပါပြီးတော့ကိုယ်အတွက်တကယ်ဝင်မှ effective ဖြစ်မဲ့တခြားသော group တွေကိုလည်း join ထားပါအဲ့မှာလည်းကျွန်တော်က sharing လုပ်ပေးလို့ရတာပေါ့နော်အဲ့ဒါမှတခုတော့ရှိတယ်အချို့လုပ်ငန်းရှင်တွေက post ကိုတင်ပြီးပြီဆိုတာနဲ့ ဲ့လိုမျိုးတခြား group တွေကိုတော့တပြိုင်တည်းတို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 းဆိုပြီး share လိုက်တယ်အဲ့ဒါအဲ့ဒါကျတော့အကောင့်ကြဖို့ percent နဲ့များတယ်အဲ့လိုမလုပ်ပါနဲ့တကယ်လို့အဲ့လိုမျိုး share ခြင်းနဲ့ဆိုရင်လည်း admin မဟုတ်တဲ့ account နဲ့ share ပါဒါကြိုးပြောတာပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်စီကိုလာပြီးတော့အဲဆရာအကောင့်ကြသွားပြီဘာဖြစ်လို့လဲဒါလာမေးရတဲ့ရဲ့များကြည့်လိုက်ရင်သူတို့တွေက group တွေကိုမတရား share တာ reaction ရတဲ့ခုနှစ်ခုပဲရှိရ share ထားတာ80 80ဆိုတော့အဲ့လိုမျိုးကျတော့များတယ်အကြမ်းများအဖြစ်ကျွန်တော်၃လခုလောက်ရှိရင်တော်ပြီပေါ့နော်အဲ့တော့အဓိကတော့ကိုပိုင် group တွေဖွင့်စေခြင်းဒါများ group တွေမှာ share တာလဲ share တာပေါ့ နော်အဲ့တော့အဲ့ group တွေကလည်းကိုယ့်လုပ်ငန်းကိုလူသိအောင်လုပ်ဖို့အတွက်ထောက်ပံ့ပေးတယ်တခုတော့ရှိတယ် group ဖွင့်ထားပြီးတော့အဲ့ group ကို active ဖြစ်အောင်အမြင်နဲ့ကြီးထွားနိုင်အောင်မလုပ်နိုင်ဘူးဆိုရင်သိအဆင်မပြေအဲ့ဒီသိဖို့လိုတယ်နော်ဟိုတော်တော်များများကဗျာ group နဲ့ပတ်သက်ပြီးတော့အရန် short တယ်အရန် short တချို့လုပ်ငန်းတွေမှာ group တောင်မရှိဘူးဗျာကျွန်တော်တို့တချို့ client အနေနဲ့ deal လုပ်တဲ့ခါကျရင်သူတို့ကဟိုတနည်းအားဖြင့်ပေါ့နော်ဟိုကျွန်တော်တို့မှာ group ရှိလားကိုယ်ပိုင် group ရှိဘူးလားမသိဘူးအရေးကြီးမှမသိဘူး ဆိုတော့အဲ့တော့ကျွန်တော်တို့ကနောက်ပိုင်းကျတော့ Facebook group တွေမဟုတ်တော့ဘူး Telegram group တွေ Viber group တွေမှာဖွင့်ပေးရတယ်လိုအပ်ပါတယ်နော်ရေးကြည့်ပါတယ်ဆိုတော့အဲ့ဒါလေးသိဖို့လိုပါတယ်ဒါကတော့နံပါတ်၄အချက်နေနဲ့ကျွန်တော် share လုပ်တာဖြစ်ပါတယ်ဆိုတော့နောက်နံပါတ်၅ချက်ကတော့ကျွန်တော်တို့ post တွေတင်နေတိုင်းကျွန်တော်တို့ပေးချင်တဲ့ message အဲလိုချင်တဲ့ data စီကိုမရောက်ပါဘူး Facebook ရဲ့ algorithm ရ platform တွေရဲ့သဘောတရားရကျွန်တော်တို့ဟာနောက်ကနေပြီးတော့ဟိုကြော်ညာလေးတော့လိုက်ပေးရတယ်ပြစ်ပေးရတယ်ဒီမှာ boosting လေးလုပ်ပေးရတယ် ော်အဲ့တော့အများကြီး boost လုပ်ပေးနေလဲသွားလို့မရဘူးဟိုကျွန်တော်တို့ဒီနေ့အဖြစ်အဲ့ media buying plan ကိုလည်းတေချာချဖို့လိုတယ်အဲ့တော့ဆိုဒီနေ့မှာကျွန်တော်တစ်ချက်ပြောချင်တာက boost ကိုဘယ်လိုလုပ်မှာလဲ boost ဆိုတဲ့သဘောတရားကလည်းကိုလှုပ်လိုက်တဲ့အချိန်မှာ phone down ဆိုပြီးတက်သွားပြီးတော့မှပြီမလို့ပြန်ကျတော့အဲ့တော့ကျွန်တော်ကအများကြီးဟို strategy ကြကြလေးသွားဖို့အတွက်ပြင်ဆင်ရမယ်။เนาะအဲ့တော့အမြဲတမ်း post time တော့ကျွန်တော် boost လုပ်လို့ပဲရမယ်။မွဲသွားမှာပေါ့။ဒါပေမဲ့လည်းဘယ်လို post ကို boost လုပ်ရမလဲဆိုတော့ uh, page admin ရသိရမယ် owner ရသိရမယ်ဥပမာကျွန်တော်အများသောအားဖြင့် account post တွေ campaign post တွေအဲကိုယ့်ရဲ့ page မှာ engage ဖြစ်တဲ့ post တွေနော်နည်းနည်းလေးထည့်လိုက်တာနဲ့များများရောက်နိုင်မဲ့ post တွေကိုကျွန်တော် boost လုပ်ပေးရမယ်ဒါဆိုရင်ကျွန်တော်ပို့ပြီးတော့ဟိုတနည်းအားဖြင့်ပေါ့နော်အာဒီထိရောက်နိုင်တယ်အဲ့ဒီ boosting plan နဲ့ပတ်သက်ပြီးတော့လေကျွန်တော်တစ်ပတ်မှာဘယ်လောက်သုံးမလဲတစ်လမှာဘယ်လောက်သုံးမလဲဆိုတာတွေကို content plan ထဲမှာတစ်ခါတည်းထည့်ထားဖို့လိုတယ်ပြီးရင် content plan ထဲမှာဘယ် post ဆိုရင်ဘယ်လောက် post boost မလဲဆိုတာစတစ်ခါတည်း ဟိုတွက်ချက်ထားဖို့လုပ်တယ်ပြီးရင်အကောင့်ထဲမှာပတ်စံထည့်ထားပြီးတော့အဲဒါတွေကြိုတင်ပြင်ဆင်ထားလို့ရတယ်နော်အဲ့တော့ကျွန်တော်တို့အကြံပေးချင်တာတော့အနည်းဆုံးဒီဘက်မှာဒေါ်လာ10လောက်တော့30ချင်ပါလေအဲ့လောက်မှမသုံးရင် page က reach ကျပါလိမ့်မယ်ကို content ကောင်းကောင်းမတင်နိုင်ခဲ့ဘူးဆိုရင်ဟို reaction ပေးရသူတယောက်နှစ်ယောက်နဲ့ပြီးသွားလိမ့်မယ်ဒါအခုမှစတဲ့ page တွေကိုပြောတာပါနော်အဲ့တော့ အနောက်မှာကျွန်တော်မီဒီယာဘိုင်းလို့အဒီ booster man ကိုကျွန်တော်တို့ကလုပ်ဖို့လိုတယ်အခုနောက်ပိုင်းမှာဆိုရင်ကျွန်တော် TikTok မှာလည်းပဲ boost တွေထိုးလို့ရနေပြီ TikTok view နဲ့ view များအောင်လုပ်လို့ရနေပြီ Telegram လည်းပဲ boost ထိုးလို့ရနေပြီအဲ YouTube တော့မရဘူးဒါပေမဲ့အဲ့တော့ပြောချင်တာက YouTube နဲ့ Google Ads ကနေပြီးတော့သွားရတော့ရတယ်မလို့အပ်ပါဘူး YouTube ကတော့အဲ့တော့အဓိကတော့ကျွန်တော်တို့ Facebook ကိုနောက်ကနေ boost လေးလိုက်ပေးဖို့တော့ကျွန်တော်အကြံပေးချင်ပါတယ်ဒီနေရာမှာလည်းကိုကိုရောင်းရင်တော့လည်းကောင်းတကယ် trend နေတဲ့သူတွေကို service အရင်တော့လည်းကောင်းလုပ်လို့ရပါတယ် ဆိုတော့ okay နောက်နံပါတ်6ကတော့ကျွန်တော်တို့ကသမယိုးကြနီးလန်းနဲ့ပဲရောင်းလို့မရတဲ့အခါကျတော့တခါကျဇွန်းတက်ပြီးရောင်းရရရှိဆိုတော့ gateway ပေးတာရော promotion လုပ်တာရော campaign လေးတွေလုပ်တာရောအဲဒါမျိုးတွေတော့အောင်ပါပေါ့အခုမှစတဲ့လုပ်ငန်းတစ်ခုကအဲ့ဒါမျိုးတွေမပါဘဲနဲ့တိုးလို့မရအောင်ကျွန်တော်ပြုတ်ပြီးချုပ်လုပ်ငန်းနေဆိုလို့ရှိရင်စလာကလေးကဘာမှမရောင်းသေးဘူးမဲတွေဖောက်ပေးနေတာမဲတွေဖောက်ပေးနေတာလက်ဆောင်တွေပေးနေတာဟိုကောင်းနေတာ ဟိုအမြင်တော့ပေးလို့မရဘူးပေါ့နော်ဒါပေမဲ့လည်းအခုလိုမျိုးခုကစားတဲ့လုပ်ငန်းတစ်ခုနေလဲဆိုရင်ဒါပေးကိုပေးရမယ်တချို့လုပ်ငန်းတွေဆိုပြန်သတိထားပြီလားမသိဘူး free ကျွေးတာ sampling ဝေတာတော့ဟိုလက်ဆောင်ပေးတာတော့ဟိုဘယ်ပြောမလဲ gateway ပေးတာဒါရဲ့ကျွေးလို့တာဟိုအပြီးကျွေးလိုက်တာအကျရင်လာဝယ်အဲအဲ့တော့ကျွန်တော်တို့ဘက်ကလည်းအခုမှစတဲ့အခါမှာမထားပါဘူး online shop ဆိုလို့ရှိရင်လည်းဟိုမဲဖောက်ပေးတာမျိုးတွေဖြစ်ဖြစ်လက်ဆောင်လေးဖောက်ပေးတာဖြစ်ဖြစ်ဒါမျိုးလေးတော့လုပ်ပေးဖို့လိုတာပေါ့ဗျာဒါကကိုယ့်ရဲ့ စိတ်ဝင်စားမှုနဲ့ပဲကိုချဲ့ထွင်တာလည်းဟုတ်တယ် awareness ရဖို့အတွက်ဒါမျိုးလေးတပတ်တစ်ခါတော့လုပ်ပေးစေချင်တယ်အော် campaign ကြီး promotion ဆိုအမြဲလုပ်ဆရာတော့မလိုဘူးတို့တော်လေလိုအပ်တဲ့အချိန်မှာတော့ကျွန်တော်သုံးဖို့လိုတယ်ဂျာတီလိုက်သုံးဖို့လိုတယ် trend လိုက်သုံးဖို့လိုတယ်နော်ဒါလေးသိရမယ် okay နံပါတ်9အဲ့တော့နံပါတ်9ကကျွန်တော်တို့ video content လေးတွေစတင်ပြီးတော့ကျွန်တော် video marketing စလုပ်ကြည့်ပါအဲ့ကျွန်တော်တို့ page က professional စတင်ပြီး content plan နဲ့လည်းတင်နေပြီး အာတနည်းအားဖြင့်တချို့နော်ဟို channel တွေမှာလည်းကျွန်တော်က post တင်နိုင်တယ် group တွေမှာလည်းကျွန်တော်တင်နိုင်နေပြီ group တင်တဲ့တွေကကောင်းနေတာတွေလည်းနောက်ကနေ boost တွေ like နေနိုင်ပြီပေါ့နော်အဲ့ဖြင့်ကျွန်တော်တို့ကလက်ဆောင်လေးနဲ့လူတွေစိတ်ဝင်စားအောင်လှုပ်ဆောင်နေပြီဆိုတော့အစအရာနေနောက်တစ်ချက်ထပ်တက်ဖို့ဆိုရင်ကျွန်တော်တို့က video marketing လုပ်တယ်အခုကျွန်တော်တို့ကျွန်တော်ဘာလို့ video မရိုက်ဖက်နဲ့ဒီ like လွှင့်လဲဆိုရင်ဟိုလူတွေများများစီပြန်နေရောက်ရှိစေချင်လို့ပေါ့နော်အဲနောက် like မထွက်တာလည်းကြာလို့ပေါ့နော်အဲ့တော့ဟို video marketing ဆိုတာဘာလဲ ဗီဒီယိုတွေကိုစနေနေ့ကျနဲ့တင်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့သူတွေစီကိုကျွန်တော်တာဂက်ထားပြီးဖြစ်တာအဲ့တော့မှတ်ထားပါတော့ဗီဒီယိုဆွဲနေမှာကျွန်တော်ကဘယ်လိုမျိုးတွေတင်နေခြင်းလဲဆိုတော့ကျွန်တော်ဖြောင်းတောက်တွေတင်ရဲစာ program ပုံစံလေးသွားပါလားဆိုတော့ကဗျာအဲတမနဲ့မပြည့်တဲ့ဗီဒီယိုဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ range တို့ဘာတို့ဘာတင်မယ်တောက်နေစာဗီဒီယိုလေးဆိုလို့ရှိရင် program ပုံစံလေးနဲ့သွားမယ်ဒါမျိုးလုပ်လို့ရအောင်နော်အဲ့တော့ဟိုဗီဒီယိုကိုစနေနေ့ကျတင်ခြင်းအဖြစ်ကိုယ့်ရဲ့ brand ကလူကိုသိလာ awareness ပိုရလာနိုင်တယ်အဲ့တော့ဟိုသင်တန်းမှာလည်းမြင်ရဗီဒီယို editing သင်တန်းတွေပါတယ်ပေါ့နော်နောက်ပိုင်းတော့ကျွန်တော်စူးစမ်းပြီးတော့လုပ်ပေးမယ်ပေါ့နော်အခုတော့ဆိုတော့ကျွန်တော်စီမှာဗီဒီယို editing သင်တန်းမရှိဘူးဒါပေမဲ့နောက်ပိုင်းတော့ကျွန်တော်တို့အဲ့ဒီ CapCut တို့ပါလို့ special program တွေလုပ်ဖို့ရှိရပေါ့နော်အဲ့ဆိုတော့ the body ကဗီဒီယို edit လောက်တော့တည်ဖို့လိုတယ်ကိုယ့်ရဲ့ product ကိုကိုယ့်ကိုရိုက်ဒီကောကို edit လုပ်ပြီးတော့တင်နိုင်အောင်လည်းစူးစမ်းဖို့လိုတယ်။ဘာလို့ဆိုအမြဲတမ်းဒီ production ကနေလို့ဖြစ်ဖို့။မကျွန်တော်တို့ကရိုက်ခွေးလုပ်တယ်။ရိုက်ခွေးလုပ်ပြီးတယ်ကျွန်တော်တော်တော်ရိုက်တယ် events တွေရိုက်တယ် product တွေရိုက်တယ်ဒါပေမဲ့ကျွန်တော်တခါငါ့ရဲ့အနည်းဆုံး10သိန်းထက်နေရှိတယ်ဆိုတော့ဈေးများတယ်ပေါ့နော်ပကော့ကိုလည်းလုံးနိုင်မှုလို့တက်မှာအဲ့တော့ကိုယ့်ကိုလုံနိုင်ရင်ပိုကောင်းတာ။အဲ့ video marketing ဆိုတဲ့နယ်မှာကျွန်တော်ပြောချင်တာကပုံမှန်ပေါ့ခုနကကိုယ့်နဲ့မလန်တဲ့မှာ video ကဘယ်နည်းမှာဗာတင်မယ်ဆိုတာလေးလည်းကြိုတင်ပြဆင်ထားဖို့လိုတယ်။နော်။အဲ့တော့ reach မှာလည်းတင်ပေးပါ၊ mailing မှာလည်းတင်ပေးပါ၊သုံးနည်းစာ program လေးနဲ့လည်းတင်ပါ။အ ဖုန်းဆိုလို့ရှိရင်ဗျာဖုန်းနဲ့ဆိုင်တဲ့ tick လေးတွေ tick and trick တွေပြောတာမျိုးတွေ maker ဆိုလဲ maker tutorial room ဆိုပြီးတော့ခေါင်းစဉ်လေးနဲ့ပြောတာမျိုးတွေ reader reader book ပေါ့စာအုပ်တွေရောင်းလို့ဆိုတော့ reader book စသဖြင့်အဲ့လိုမျိုး program တိုင်ကျလေးနဲ့အဲ့လိုမျိုးပုံစံနဲ့သွားခြင်းအဖြစ်ကိုယ့်ရဲ့ brand ကိုလူပိုသိလာနိုင်တယ်။ဗီဒီယိုပြောင်းတော့နေရှောင်းမတင်ဘူး။နော်အဲ့လိုမျိုးလေးကျွန်တော်အကြံပေးခြင်းနဲ့နံပါတ်၈ကကျတော့ customer data တွေကို inventory တိစောက်ဖို့လိုတယ်။အဲ့ဒါရေးကြည့်တယ်။ကိုယ့်စီမှာ မင်းများဆောင်ဆန်းတဲ့သူတွေရှိလာပြီး professional ဆန်တဲ့အတွက်ကိုယ်စီလာမင်းနေကြပြီးအဲကိုကလည်းပဲ content တွေတင်တဲ့အခါမှာ data တွေဒီပိုင်းစားရနေပြီဆိုရင်ကျွန်တော် excel ထဲမှာ data entry တစ်ခုတင်ဆောင်အောင်เนาะတော့မေးတဲ့မေးခွန်းတွေကဘာတွေလဲဝယ်သွားတယ်ဆိုရင်လည်းဝယ်ရတဲ့သူတွေရဲ့အသက်ရဲ့ပိုင်းခြားတွေအဲဘာ product ဝယ်သွားတာလဲဘယ်မျိုးတွေကဝယ်သွားတာလဲဖုန်းနံပါတ်ကဘာလဲအဲဝယ်သူရဲ့နာမည်ပဲထပ်ဆက်နေပါတော့အဲ့လိုမျိုးကျွန်တော်အနည်းဆုံးတော့ဇယားခွန်တွေထည့်လိုက်ဒါ excel မဟုတ်တခြား word တို့တခြား google sheet တို့လည်းရပါတယ် မင်းကျွန်တော်ဘာလို့ A0 ကိုသုံးခိုင်းလဲဆိုတော့ A0 ကျတော့ filter ခံလိုက်ရင်ကျွန်တော်တို့အမှရန်ကုန်စိုး filter ချလိုက်ရင်ရန်ကုန်ကနေပြီးငါ product ဘယ်သူတွေဝယ်သွားလိုက်ပုံမြင်ရတယ်။ဒါမျိုးပြန်လုပ်လို့ရတယ်ပေါ့နော်။အဲ့လိုမျိုး management tools တွေလည်းကျွန်တော်သုံးသင့်တယ်။သုံးဖို့လိုအပ်တယ်။အဲ့တော့ဘာလို့ customer data ကအရေးကြီးရလဲ။အဲ့တော့လူသိနေခြင်းလည်းဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းလက်ရှိအခြေအနေလည်းကျွန်တော်ပြန်သိဖို့လိုတယ်။အခုလုပ်ငန်းအခုလူသိနေပြီလား။ဘယ်နေရာအနေထားရောက်နေပြီလဲ။အဲ့အဲ့ဒါပြန်စမ်းစစ်ဖို့လိုတယ်။အဲ့တော့ ဟိုတော်တော်များများလုပ်ငန်းရှင်တွေက data မရှိပါဘူး။เนาะကျွန်တော်မြန်မာနိုင်ငံမှာအားနေရတယ်အဲ့ data ပဲ။ data ပဲ။အဲ့တော့တန်းတန်းဒီမှာလည်းအများကြီးပြောရတယ်။ data လေးတော့လုတ်ပါ။ data inventory ဆိုတာအရင်ရေးကြည့်ပါ။ဒီပုံမှာမူတည်ပြီးတော့ကျွန်တော်တွက်လို့ရတယ်၊စဉ်းစားလို့ရတယ်၊ strategy plan thinking နဲ့စဉ်းစားလို့ရတယ်။အဲ့တော့ဘယ်လိုစဉ်းစားမလဲဥပမာဗျာ။အာတလတာအတွင်းမှာဗာမေးခွန်းတွေတက်တယ်။မေးခွန်းတွေကို content အဖြစ်ပြန်ဖန်တီးလို့ရတယ်။ဝယ်သွားတဲ့သူတွေဘယ်သူတွေရှိလဲ။နော်အမဘယ်မျိုးတွေကဝယ်တာများလဲ။ဘာ product ဝယ်တာများလဲ။ဘာ product ကတော့လုံးဝမမေးဘူးလေ။ မမေးတဲ့ product ကိုနောက်လာမှာပိုကောင်းအောင်မလုပ်လဲ။ရောင်းကောင်းနေဆိုတော့မလုပ်ရောင်းကောင်းတာဒါတွေစဉ်းစားပြီးတော့မှနောက်လာနောက်လာနေမှာကျွန်တော် plan ဖတ်ဆွဲရတယ်။ဒီလို data ချက်လက်မရှိဘဲနဲ့နောက်လာနောက်လာဆက်သွားဖို့ဆိုတော့ခက်တယ်။အဲပြောချင်တာဒီ code ဒီ professional ဆန်ဆန်သွားနေပြီလေဒါလေးရင်းနဲ့နားလေဘူးလို့အဲ့တော့လုံးဝရှင်းနေမျိုးဆိုတော့ plan ရှိကိုယ့်စီကဘယ်သူတွေကသွားလဲမသိဘူး။ဖုန်းနံပါတ်တွေလည်းမမှတ်ထားဘူးနာမည်လည်းမသိဘူးဘာပြောလဲရအောင်မလဲတိလာမလောက်ရအောင်မလဲမသိဘူးအဲ့တော့နောက်ဆုံးရရှုံးသွားအရင်ချိန်မှလည်းမရောက်ဘူးအရင်ပြုတ်တဲ့အမှတ်ကိုရောက်သွားဆိုတော့အဲ့လိုမျိုးဖြစ်စေချင်ပါဘူး နော်အဲ့တော့ data inventory နဲ့ပတ်သက်ပြီးတော့နောက်ကျွန်တော် format ကလေးချပေးမယ်တစ်ချက်ပေါ့နော်ဟိုနောက်တင်ပေးပါမယ်အဲ့ဒီချို့လဲဒါကနည်းနည်းစိမ့်သေးတာပေါ့နော်အဲ့တော့အရေးကြီးလို့ပြောတာဖြစ်ပါတယ်ကိုကလူသိဖို့ဆိုရင်ကိုလုပ်ငန်းရဲ့အခြေအနေကိုသိမှဒူလေ target တွေမှန်အောင်ဖြစ်လို့ရမှာဖြစ်တယ်ဂျမ်းမ်းလုပ်လို့မရပါဘူးသုံးကလည်းသုံးကအတွင်းမှာလည်းလူသိစေခြင်းသေးတယ်လျှောက်တင်နေမယ်လျှောက်ရင်းနေမယ်ဆိုမဖြစ်ဘူးအားလုံးကအချိန်ဆက်နေသွားဖို့လိုပါတယ်နောက်နံပါတ်၈ချက်နံပါတ်၉ချက်ပေါ့ sorry နော်နံပါတ်၉ချက်ကတော့ ဝယ်သွားပြီးတဲ့သူတွေတစ်ခါတစ်ခါဝယ်ဖို့အတွက်နော်အဲ့တော့ဟို referral program တွေလောက်ပါ referral program ဆိုတာတနည်းအားဖြင့်ကျွန်တော်အခုဒီ city map တို့ဘာလို့မှာဆိုရင်ဒါ reward လောက်တာတွေ reward program တွေ appoint ဆိုရင်ဒါဒါမျိုးပေါ့နော်အာ surround body ရပြာဝယ်သူတွေကတစ်ခါတစ်ခါဝယ်ဖို့လိုတယ်ကျွန်တော် marketing မှာဆိုရင်အသစ်တွေကို marketing လောက်ရတယ်အဟောင်း marketing လောက်ရတယ်ဆိုတော့ဝယ်တဲ့သူတွေကတစ်ခါတစ်ခါဝယ်မသိလို့လေအဲ့အဲ့အားလေးလည်းကျွန်တော်နားလည်ဖို့လိုတာပေါ့နော် ဆိုတော့ဟိုတချို့ကြတော့ဗျာတစ်ခါဝယ်ပြီးမိလိုက်အောင်အဲ့လိုဟိုဟိုနေ့ကဟိုကျွန်တော်ရဲ့ဒီဟာပါတော့ဒီသွားစေခန်းတစ်ခုပေါ့နော်အဲ့တို့ဟိုကျွန်တော်မျိုးသမီးကဒီသွားသွားစေခန်းသွားပြရတယ်နောက်နေ့ကျတော့အဲ့သွားစေခန်းနေပြီးတော့အဖုံးခေါ်ပြီးတော့ဟိုအစင်ပြီလားပေါ့နော်သွားလေးအဲ့အဲ့လှမ်းမေးရေပေါ့ဆိုတော့ဒါမျိုးပေါ့နော်ပြောမယ်ဆိုရင် customer တွေကိုနောက်တစ်ခါထပ်ပြီးဘယ်လိုစီမှာလာခြင်းအောင်အဲ့မျိုး review လေးတွေလောက်တာနောက်တစ်ခါက remind လေးတွေလောက်တာပြောတာ sorry နော် remind လေးတွေလောက်တာ review လေးတွေတောင်းတာအဲလောက်တင်တယ်နော်အဲ့ဒါတိုးတယ်အဲ့တော့နောက်သူတို့အတွက် special discount တွေပေးတာတစ်ခါတစ်ခါဝယ်တဲ့သူတွေအဲ့တော့ကျွန်တော်ကဝယ်သူတွေကိုလည်းတသမတ်ထားထားလို့မရဘူးပြောချင်တာကတစ်လမှာ10ခါလောက်ဝယ်ရတယ်ဆိုရင်တစ်လမှာတစ်ခါပဲဝယ်ရတယ်ဆိုရင်သွားပြီးတန်းလို့ဆက်ဆံလို့မရဆိုတဲ့သဘောတရားခဏခဏဝယ်ရတဲ့သူကိုကျွန်တော်ကတန်းပို့ပြီးတော့သူတို့နဲ့ကိုက်ညီမဲ့ဝန်ဆောင်မှုကိုပေးဖို့လိုအပ်တာပေါ့ဟိုတယ်မှာဆိုရင်ရှင်းနေမြတ်တစ်လစာယူတဲ့သူတွေကိုဒါ ဟိုတလားလောက်လာတဲတဲ့သူတွေဆိုရင်ဘယ်လိုမျိုး package တွေရှိတယ်တင်လားတရက်လောက်တင်ဘယ်လို package တွေဆိုတာဒါရီကသိနေအဲ့တော့ကျွန်တော်အဲ့လိုမျိုးတွေတော့ပြင်ဆင်ထားဖို့လိုပဲအဲ့နော်အဲ့တော့ online shop တွေဆိုလို့ရှိရင်ဒီလိုပဲကိုယ်စီကတထန်တထန်ဝယ်သူနဲ့လက်လီနဲ့လက်ကစသဖြင့်ဒါတွေခွဲထားရမယ်ထက်ခါတခါဝယ်ဖို့တက်ကိုဘယ်လိုမျိုး program တွေဘယ်လို shop ပြင်မကျွန်တော်ဆိုလို့ရှိရင်ဘယ်လိုလုပ်ထားလဲဆိုတော့ကျွန်တော်စီမှာတန်တန်းတစ်ခုတက်ပြီးနောက်တန်တန်းတက်20% discount ရမယ်အဲဒါမျိုးပေါ့နော်အဲ့လိုမျိုးပြန်ချိတ်ဖို့လိုတယ်ဆိုတော့အဲ့တော့ကျွန်တော်စီမှာတန်တန်းတစ်ခုတက်ပြီးနောက်တွေက တနန်းသားတွေအဟောင်းငယ်ပြန်တက်တာများတယ်เนาะအဲ့တော့နောက်ဆုံးတစ်ချက်ဆက်ပြောပြရမယ်နည်းနည်းလေး9နာရီလေးကြော်ကြော်ပြီးဆိုတော့ကျွန်တော်နည်းနည်းဗိုက်စားလိုက်အဲ့တော့ light assembly ရဲ့အတွက် sorry ပါเนาะဘာလို့လဲဆိုတော့ရေကျွန်တော်နှစ်ခါလွှင့်လိုက်ရတာပေါ့เนาะအနောက်ဆုံးတစ်ခုကတော့ကျွန်တော် တို့ကကိုယ်လုပ်ငန်းဒီလူတွေတွေလည်းဘေးပြန့်မှုတွေလည်းရလာပြီးကိုယ်မှာ data လေးတွေလည်းရလာပြီးကိုယ်လုပ်ငန်းအခြေအနေလေးကိုသုံးသပ်လို့ရလာပြီဆိုရင်တော့ကိုယ် network ကိုချဲ့ရမယ် network ချဲ့ရဆိုတော့ပါလေကျွန်တော်တနည်းအားဖြင့်သက်ဆိုင်ရာ level မှာကိုကအာ collaborate တွေလုပ်တာမျိုးတွေနော်ဟို events တွေ join တာမျိုးတွေ group တွေ join အဖွဲ့အစည်းတွေဝင်ပါဝင်တာမျိုးတွေဒါမျိုးလုပ်ဖို့လိုတယ်ကျွန်တော်ဆိုလဲဒါ content နဲ့ပတ်သက်ပြီးတော့ seminar ဆိုလဲဝင်ပြောတာပဲ NGO တွေကလာလာပြီးတော့ပြောပါဆိုလဲပြောပေးတာပဲဒါ networking ပဲနော်ကိုကိုလူသိအောင်လို့တနည်းအားဖြင့်ကိုသိရလေးနဲ့ပေါင်ပတ်သက်ပေးတာအခုတော့လေအကျိုးမရောက်တော့ဘူးလေအဲ့လိုမျိုးပဲကျွန်တော်တို့တနည်းအားဖြင့်မှာ SME တွေဆိုလို့လဲ SME နဲ့ဆိုင်တဲ့အဖွဲ့အစည်းတွေရှိတယ်ဝင် drive မှာတို့ကအများနဲ့ events တွေရှိတယ်အဲ့မှာအတွေ့အကြုံတွေရလာမယ် မပြီးရင်ကိုရှိရစီနီယာတွေရဲ့အတွေးခေါ်ရရတာမယ်နောက်ပြီးတော့ events တွေမှာပါဝင်ပတ်သက်ခြင်းအဖြစ်ဒီ offline မှာလည်းလူတွေမြင်လာမယ်ဒါမျိုးတွေတည်သွားမယ်ကျွန် online ပဲသွားနေလို့လည်းမရဘူးနော်အဲ့တော့ဒီဒီ online ကပဲသွားခြင်းလဲဆိုလို့ရှိရင် online မှာကိုယ့်ရဲ့ဒီ workshop တွေ seminar တွေဝင် join တာမျိုးတွေတင်တဲ့ဝင် join တာမျိုးတွေနဲ့ကိုယ့်လုံးက networking ချဲ့ဝင်တယ်အဲ့တော့တင်တဲ့နေမှာမြင်ရင်ပြောတယ်တင်တဲ့တက်တယ်ဆိုတာဒါနားထောင်သွားပြီးတခုလည်းမဟုတ်ဘူး normal ရအောင် usage ခြင်းဒါပေမဲ့တချို့တော်တော်များများကတော့ဒီတိုင်းမပြောရင်နားထောင်ရင်ပြီးသွားတာများတယ် တကယ်တော့တန်တန်းတူလေဟိုနှောရအောင်တကအရေးကြီးတယ်ကျွန်တော်တန်တန်းမှာပြောတဲ့အကြောင်းအရာတွေကကျွန်တော်တန်တန်းမှာမဟုတ်ဘူးเนาะတခြားသောတန်တန်းတွေများသောအဖြစ်အကြောင်းအရာဟိုအပြင်မှာလဲရှာဖွေလို့ရရပဲတန်တန်းဆိုတာကအပြင်မှာရှာဖွေလို့ရတဲ့ဟာတွေကိုအကုန်လုံးစုပေးထားတဲ့သဘောပဲဆိုတော့နှောကင်းလောက်တပိုတိတ်လို့ပါတယ်ကျွန်တော်ကလုပ်ငန်းတစ်ခုเนาะဟိုတနည်းအားဖြင့်လုံးလာတယ်မှာလုံတိဖို့ဆိုရင်ဒါလည်းတိတ်အရေးကြီးတာပေါ့အလူတွေမြန်မာတမ်းပြီးဖြစ်ရမယ်ကိုယ့်လုပ်ငန်းကိုဒီနယ်ပယ်ထဲမှာနည်းနည်းပါးပါးတည်လာရမယ် အလူတွေသတိထားမိလာမယ်စသဖြင့်အဲ့လိုအစင်ရအောင်ကျွန်တော် networking နဲ့တိတ်လို့ရတယ်အနောက်ပြောရတဲ့အချက်တွေအများကြီးရှိရပါဘော personal branding လောက်တာမျိုးတွေအာ events တွေလောက်တာမျိုးအာ budget သုံးနိုင်မယ်ဆိုလို့ရှိရင်ဟိုဒီချက်ပို့ပြီးတော့ကောင်းတဲ့ marketing strategy အချမှတ်လို့ရတာပေါ့နော်ဟို sms marketing တို့ပါတော့ဟုတ်လားအဲ့တော့ပြောချင်တာကကျွန်တော်တို့အားလုံးဟာ online ပေါ်တက်လာပြီဆိုရင်အဲ့လိုမျိုး system ကြကြလေးနဲ့တွားမှာပဲအဆင်ပြေပါမယ် တော့ဟုတ်ပြီ၃လနဲ့ငါတို့လုပ်ငန်းလူမသိခဲ့ဘူးဆိုရင်လည်းနောက်အော်လိုင်းကြောက်သွားပြီအဲ့ဆိုတော့ကျွန်တော်ဒီနေ့ပြောတဲ့အကြောင်းအလေးကတော့အာခုမှစပြီးတော့ online ပေါ်မှာလုပ်ငန်းတွေလုပ်မယ်ဆိုရင်အဲဘလိုမျိုးအဆင့်ဆင့်လေးလောက်သွားမယ်ဆိုတာလေးကိုပဲချပြတာပေါ့နော်ဆိုတော့အရန်ချိုင်လေးကျွန်တော်မြင်နေပါဘူးအဲဆိုတော့ကြည့်ပေးရတဲ့သူတွေလည်းကျေးဇူးတင်ပါတယ်အဲ comment ထဲမှာလည်းကျွန်တော်တို့အဲမေးချင်တာလေးရှိရင်မေးလို့ရတယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့ဒီအကြောင်းအရာတွေကမှတ်ထားပါတော့အခုကျွန်တော်ပြောခဲ့တာတွေဆိုရင်ဒါ digital strategy လို့ပြောလို့ရပါတယ်။ဒါတွေကိုကျွန်တော်အသေးစိတ်ထပ်ပြီးတော့လေ့လာခြင်းလည်းဆိုရင်လည်းကျွန်တော်မှာတန်းတန်းရှိတယ်။နော်အဲ့တော့အဲ့တန်းတန်းကတော့ advanced digital strategy လို့ခေါ်တယ်။ကျွန်တော်တက်လာမှာတစ်ခါပဲတင်တယ်ပေါ့နော်။အဲ့တန်းတန်းလေးကမလက်ပြန်စမှာအာည၈နာရီကနေပြီးတော့ကိုးခွဲအထိပေါ့နော်ခေါင်းထဲစလိုက်တက်မယ်တန်းဖြစ်ပါတယ်။အဲ့တော့စိတ်ဝင်စားရင် same baby join လို့ရတယ်။အဲ့တော့အခုကျွန်တော်ပြောမယ့်ပြောခဲ့တဲ့အကြောင်းအရာကိုအလုံးအသေးစိတ်ကြီးထပ်လေ့လာမှာဖြစ်ပါတယ်။ဆိုတော့အရေးလည်းကြီးတယ်ပေါ့နော်။ ။ဟောဆို online ပေါ်တက်လာပြီးတော့ဒါတွေကိုမသိရင်အဲဘယ်လိုလဲစံတော်ဝါနဲ့သွားနေရတဲ့အခါကျတော့လမ်းလမ်းမမရောက်တော့ဘူးပေါ့နော်။အဲ့လိုမျိုးရှိ။အဲ့တော့ဆိုတော့ဟိုဘယ်လိုပြောမလဲ။ဟိုကိုယ့်အကူလည်းဒါတွေလေ့လာလို့ရပါတယ်။တကယ်လို့အချိန်တိုတွေမှာပဲလေ့လာခြင်းလည်းဆိုရင်လည်းကျွန်တော်တို့ရဲ့ဒီဒီ event registry တောင် join လုပ်ရတယ်ပေါ့နော်။ဆိုတော့အရင်ကဒီတန်းကအပြင်တန်းန်းမှာအပြင်မှာတင်တာပေါ့နော်။နေရတဲ့နော်ဟိုတယ်မှာတင်တော့နော်အခုတော့ကျွန်တော်က online ကနေပဲကျွန်တော်များသွားပြတင်တော့တယ် အပြင်းအထန်ညီလဲမိုးကုန်ရင်တော့ပြန်လုပ်ဖို့ရရှိပါတော့เนาะဆိုတော့အဲစိတ်ဝင်စားတဲ့ကြည်ပေးတဲ့သူတွေကအပြီးရင်ကျွန်တော်အမြင်မေးုံးနေလားမေးနေတဲ့သူတွေကအဲတနန်းနေလာပြီးတော့အမြင်အံ့နေတဲ့သူတွေကျေးဇူးတင်ပါတယ်ပို့စ်တွေ share ပေးတဲ့အညီညီမတွေလည်းကျေးဇူးတင်ပါတယ်တစ်ခါလေးမှလွှင့်တာဖြစ်ပါတယ် like အမြင်လည်းမရှိပါဘူးနော်အဲ့ဆေကူပုံမှန်ထလွင်တာပါကြိုလဲမကြော်ညာတာပါအဲ့တော့ဒီဗီဒီယိုလေးကအသုံးဝင်နေဆိုလို့ရှင်လေအဲ share ပေးပါပေါ့နော် အဲပြီးတော့ကျွန်တော်အခုပြောခဲ့တဲ့အချက်ဆက်ချက်ကိုလည်းကြီး comment တွေမှာကျွန်တော်ထည့်ပေးထားပါမယ်။အဲဘာများမေးကြအောင်လဲကျွန်တော် comment တွေလည်းတိတ်မမြင်ရပါဘူး။ sorry ပါ line လွယ်နိုင်မှာ line နေမကောင်းတော့အဲ့ဆိုင်လာလားမသိဘူး။အဲ့တော့မနေ့က zone class တင်းရှိပါတယ်။အဲ့တော့တမန်အပ်ထားပြီးတော့ group link မရသေးတဲ့သူတွေလည်းကျွန်တော်လာပြောပါကျွန်တော်အဲဒီ group နဲ့ထည့်ပေးပါမယ်ပေါ့နော်။အဲ့တော့ဆိုတော့ ဒီလာထဲမှာလည်းကျွန်တော်တို့ content နဲ့ပတ်သက်တဲ့ zone class လေးလည်းရှိပါသေးတယ်အဲ့လေးကတော့နောက်ဆုံးပတ်ထဲမှာပါဒီလာတော့အဲ့လေးလည်းကျင်နာပေးပါမယ်အဲကျွန်တော်ပြန်ပြီးတော့ video လေးရေးတင်နိုင်အောင်လည်းကြိုးစားနေပါတယ်အခုလောဆယ်တော့ကျွန်တော်ဒီ like လေးကိုအဆုံးသတ်တော်မယ်ပေါ့နော်အဲမေးချင်တဲ့မေးဖို့နေရှိရင်တခြားသူတွေလိုပဲ comment တွေမှာလည်းမေးလို့ရတယ်ဒါမှမဟုတ်လည်း chat ထဲမှာလည်းလာမေးလို့ရပါတယ်ဆိုအခုပြောရကြအောင်လေဒါတီးပြီးသားလေးဖြစ်ကောင်းဖြစ်မယ်အဲတချို့လည်းပဲမိနေရလေးဖြစ်ကောင်းဖြစ်မယ်ဒါကျွန်တော်ပြန်ပြီးတော့တွေးဆပေးရပါ နော်အတူတကွာကျွန်တော်တို့လုပ်ငန်းတစ်ခုတည်ဆောက်ဖို့စိတ်ကူးထားရဆိုရင်ဒီနေ့မှပြန်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဒီ like လေးကိုအဆုံးထိကြည့်ပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်အားလုံးလည်းကောက်တိုက်ပါမင်းကလေးရေးထားတော့ကျွန်တော်ပြီးရင်ပြန်ဖြေပေးမယ်နော်နောက်နေ့ကျရင်ဟုတ်လိုက်ပါ